ုင်ငံတကာကပေးတဲ့ပစ္စည်းတွေကိုငလင်ပေးတဲ့ပြည်သူတွေထံဖြန့်ဝေမှုတွေမပြုလုပ်ပဲနေပြည်တော်မှာဖြစ်သလိုထိမ့်သိမ်းထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံတကာအဖွဲ့အစည်းတွေကပေးရတဲ့ပစ္စည်းတွေကိုငလင်ပေးတဲ့ပြည်သူတွေထံဖြန့်ဝေမပေးပဲနေပြည်တော်မှာဖြစ်သလိုထိမ့်သိမ်းထားတယ်လို့ NUG အစိုးရတမနာယုံပြောရေးဆိုခွင့်ရှိသူဥကျော်စောကပြောပါရယ်။ဧပြီ29ရက်အမျိုးသားညညရေးအစိုးရ NUG ကပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာနိုင်ငံတော်တမ ရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကတပ်ပုံမှတ်တမ်းနဲ့အရာ တွေ့မြင်ခဲ့ရတယ်လို့ပြောခဲ့တာပါ စစ်ကောင်စီအနေနဲ့ငလင်ပေးတန်တင်ပြည်သူတွေကိုကူညီဖို့ပြက်ကွက်တဲ့အပြင်လူသားချင်းစာနာမှုအထောက်ကူပေးတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပြည်တွင်းအဖွဲ့အစည်းတွေက ပေးရတဲ့အကူအညီတွေကိုတားဆီးပိတ်ပင်ကအနောက်ရှက်ပေးနေရလို့လည်းသူကဆိုပါတယ်။တဘာဝဘေးအတွက်အရင်ပြည်သူအစိုးရလက်ထက်ကထားရှိတဲ့နိုင်ငံတော်ရန်ပုံငွေကိုစစ်ကောင်စီကပုဂ္ဂလိကလုပ်ငန်းတွေကိုထုတ်ချေခဲ့တယ်လို့လည်းသိရပါတယ်။